ဝတ်စုံလေးရဒါ my dream ကပေါ့အဲအလားဆုံးမင်္ဂလာဆောင်ဝတ်စုံတွေကိုဒီနေ့ showcase ပြအောင်မှာဆိုတော့ honey grain လေးဒါအရင်သဘောကျရပေါ့နော်လောက princess gown လို့မျိုးကြီးဒီနေ့ my dream ကစင်ပြီးသားအရင်ကိုပြောနေပါတယ်ဝဲဝဲလာကလေးရပေါ့နော် ိုက်လိုက်တာပန်းနေနဲ့သေချာလေးပြင်ဆင်ထားတယ်။ကြွယ်တဲ့ကြွယ်ပို့ပြီးတော့တိုးတက်လာတယ်ပို့ပြီးတော့ခမ်းနားလာတယ်ထဲဝါလာတယ်။ကွဲရောက်တိုင်းမြေတိုင်းပြန်ပြီးတော့မင်္ဂလာဆောင်ချင်လာ။သူတို့နဲ့ကိုကအခဲတဲ့အချိန်မှာလည်းလလပပလေးနဲ့မြင်လာပွဲလေးကပြီးသွားတယ်ဆိုတော့လေငါဆောင်မဲ့မောင်နှံတွေကိုလည်းမိုင်းတွေကိုတင်စားတော့ recommend လုပ်ပေးပါတယ်ဟုတ်။ဒီ7နှစ်ပြည့်ရနေစပြီးတော့နှစ်ပေါင်းများစွာဒီထက်မှကအောင်မြင်ကြကြရတဲ့ဒီဝေဒင် plan နိုင်ဖြစ်ပါသေးပါ တာစီသူဆက်တာနှစ်ပြည့်ပေါ့နော်ပွဲလေးကိုအဲဒါလာပြီးတော့မှဝင်းရဖြစ်တာပေါ့နော်တနိုင်လန်းဖိတ်လို့ဟိုတက်ဖြစ်တာပါအဲသူငယ်ကြောက်လည်းလို့ပေါ့ကိုင်းပတ်တွေဖြစ်နေတော့ညီညီလေးပွဲတက်ပြီးပါအောင်ဆိုတာနဲ့လာခဲ့လိုက်တာပါပွဲကိုဝင်လာကြရပေါ့နော်အပွဲလေးကိုတိတိချာချာ view site ပြီးတော့ခန်းနာဆိုတာကျင်းပါရဲဆိုတာကိုမြင်ရတယ်ဝင်လိုက်တဲ့အချိန်မှာဝါ မိုက်လိုက်တာပန်းနေနဲ့တေးချာလေးပြင်ဆင်ထားတယ်။ပွဲတက်တဲ့ customer တွေပရိသတ်တွေကိုအများကြီးတံမိုးထားပြီးတော့အစီအစဉ်ကောင်းတွေနဲ့ဟိုကျင်းပတယ်ဧကန်နေပေါ့နော်။အဲ့လိုမျိုးလေးမြင်ရပါတယ်။ ရဒါ my dream ကပေါ့အဲအလားဆုံးမင်္ဂလာဆောင်ဝတ်စုံတွေကိုဒီနေ့ showcase ပြအောင်မှာဆိုတော့ honey grind လဲဒါအရင်သဘောကျရပေါ့နော်လောက princess ကောင်းကြီးလိုမျိုးကြီးဒီနေ့ my dream ကစင်ပြီးသားအရင်ကိုပျော်နေပါရဲ့ရှင်ပြီးတော့တကယ်ကိုအလားဆုံးနဲ့တကယ်ပြင်ပေးကြရဲ့ Michelin အဖွဲ့ kit တို့ရောပြီးတော့ဒီမှာလဝရေနိုင်ဆိုလဲဝန်ရဆန်ပေါ့နော်အပြည့်စုံကိုလေအရင်ပန်ပိုးပြီးပြီးတော့ဟိုအရင်စိတ်ချမ်းသာရဲ့ပွဲလေးပေါ့နော် my dream was the wedding service and event planning anniversary အတွက်အဲ့လိုမျိုးအားလုံးနဲ့တူဂုံယူစွာ anniversary cake ကတည်းကိုစတင်ပါမယ် ready congratulations and celebrations when i tell everyone that you're in love with me မိုင်းတွေးရဲ့ပွဲတော်တော်များများတက်ဖြစ်ပါတယ်အဲတပွဲတဲ့တပွဲပို့ပြီးတော့တိုးတက်လာတယ်ပို့ပြီးတော့ခမ်းနားလာတယ်ထဲဝါလာတယ် ပွဲရောက်တိုင်းမြေတိုင်းပြန်ပြီးတော့မင်္ဂလာဆောင်ချင်လား amazon cards မှာဒီလိုမျိုး dress အကြီးဝတ်ထားတာ you know a, a evening gown နဲ့ပိုဝတ်ပစ်တယ် the world of being a woman မိမဖြစ်ရင်ဆိုဒီလိုမျိုးဟာတွေဝတ်လို့ရတာဘာလို့လဲဒါပေမဲ့ခက်တဲ့ခက်ပါခက်တဲ့ဒါပေမဲ့လှတယ် အကုန်လုံးဟန်လီတို့ကပွဲတိုင်းဆိုအမြဲတမ်းအဲမိကက်ရီထူထူနဲ့လိန်ကြရပေါ့အဲဒီပွဲမှာလင်းအား တကယ်ဟိုကူရှင်လင်းနဲ့ပပားရရထိထိမိမိနဲ့တေချာပါနီလေးဆိုလည်းအကုန်လုံးချစ်စရာလေးတွေဖြစ်နေတယ်ဂလိုကလခွာဆိုအဲ့လိုလေးဖြစ်နေတယ်ပေါ့နော်ဒီနေ့လည်းအဲ့လိုနုနုလေး ဖြစ်နေရပါအဓိကတော့ကိုယ့်အရှိမမိတ်ကပ်လာလေးမိဆိုရင်ကိုယ့်သရိုးသမီးလေးတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ customer လေးပဲဖြစ်ဖြစ်လို့နုနုလေးတွေနဲ့ကြည့်လိုက်တာနဲ့မျက်နှာလေးကိုဂျာဟဲ့အေးချလိုက်တာအဲ့လိုပပါပါတော့မပါဘူးဒါပေမဲ့ပါပါလေးနဲ့လေအဲ့လိုအဲကြည့်ရတာလေးကအဲ့လို natural ဖြစ်လိုက်တာအဲ့လိုမျိုးနေရတာ customer တွေပဲဖြစ်ဖြစ်ဒါကိုယ်ပဲဖြစ်ဒီ show မှာရှောက်တဲ့ဒါ supermodel တွေဆိုလဲသူတို့ပို့ပြီးတော့ အာညနာလိုပပလေးဆိုတဲ့အခါကျတော့ comfort ဖြစ်တာပေါ့နော်အဲတော့ကုကုကိုလည်းပြီးတော့ဆင်မမှာ convenient နဲ့ပို့ရှိတာကျွန်တော်တို့ဒီ low hotel ဟိုတယ်နဲ့ migrate workshop နဲ့ service ဆောင်ဆိုလို့ရှိရင်တော့အခုဒီနှစ်ပါပါမှာဆိုရင်၄နှစ်တိုင်တာကျွန်တော်တို့လက်သွဲပြီးတော့ wedding venue ကိုဒုတိယကြီးပွားဆိုတာအစင်လာကြီးပွားဆိုတာနဲ့ခန်းခန်းနာနာဖြစ်တဲ့ပုံပဲကျွန်တော်တို့ကျင်းပအောင်မြင်ခဲ့တာဖြစ်ပါတယ် ဆောင်တော့ကလည်းမိုင်တွင်နဲ့ပဲလှုပ်ဖြစ်တာပေါ့နော်အဲ့တုန်းကဆိုလဲကျွန်တော်တို့ကမိလာဆောင်ခုလှုပ်လိုက်တဲ့အချိန်ကအယမ်းမြန်တယ်အဲ့တော့ကိုကစီစဉ်စရာရှိရာတွေကပြောမယ်ဆိုရင်ဘလို့စသည်စီစဉ်ရမှန်းတော့မသိဘူးပေါ့နော်မိုင်တွင်နဲ့ပဲကျွန်တော်တို့အန်လိုက်တဲ့ခါကျတော့အော်ဒီဟိုဘလို့ပြောမလဲ အင်ဂျီဝတ်စာလေးလည်းအကုန်လုံးအဆင်ပြေတယ်ပြောမအခန်းစီစဉ်တာလေးလည်းဒီအခန်းသားစီစဉ်တာလေးလည်းအကုန်လုံးအဆင်ပြေရပါတော့ဒီမိုက်ထရီယာကျတော့ one stop service ဆိုတဲ့အတိုင်းပဲသူတခုအပ်လိုက်တာနဲ့ပေါ့နော်ဟိုဒီတနေရာထဲမှာပဲအကုန်လုံးအပ်လိုက်လို့ရတယ်ဆိုတော့သူတို့နဲ့ကိုကအပ်ခဲ့တဲ့အချိန်မှာလည်းလလပပလေးနဲ့မင်္ဂလာပွဲလေးကပြီးသွားတယ်ဆိုတော့လေအခုမင်္ဂလာဆောင်မဲ့မောင်နှံတွေကိုလည်းမိုက်ထရီကိုတင်စားတော့ recommend လုပ်ပေးပါတယ်ဟုတ် Red number first award ပထမ ရက်ကပတ်ဖက်ရှင်အဝတ်ရသွားဖြစ်ပါတယ်။မမနန်းစုနဲ့အဲဘေးမှာမမရွှေသမီးနဲ့ပြောနေသေးရဲ့အဲမမလို့မနေ့ကဖက်ရှင်အစုစုရထားလို့ဒီနေ့ပေးရမှာလို့အစလိုက်သေးတယ်ပြီးတော့သူတို့ခေါ်ကနေမှပြောလိုက်သေးတယ်ဒီနေ့ညအတွက်ဖက်ရှင်အဝတ်စုရတော့လို့ပြောရှင်မှာအခုပရဇနာအခုစသမီးသမီးလို့ပြောတာတကယ်သမီးခေါ် Yeah, I know. She, she's surprised people. Yiyiyi, Red Carpet Fashion Award Girl, ီပွဲလေးကိုအကိုနဲ့အမလေးလေးဆဆနဲ့ဖိတ်တဲ့အတွက်မေလီကလည်းကိုရဲ့အကိုတွေအမတွေပွဲဆိုတော့အများတန်းကိုကတက်ပြီးနေကြဒီတစ်ခါလဲ red carpet ဆိုတော့ကဲ red carpet ဆိုလို့ရှိရင်တော့ခါဝင်လေးကိုပေါ့နော်ဟိုပုံမှန်နေနဲ့မတူဘဲနဲ့တကယ်နိုင်ငံခြားအမင်းသမီးလို red carpet သွားတဲ့ပုံစံမျိုးလေးပေါ့နော်တက်ပြီးလိုက်မယ်ဆိုပြီးတော့ ကိုယ့်ရဲ့စေတနာပေါ့နော်လီလေးစစနဲ့အကိုရေအမားတွေရဲ့ပွဲကိုတက်ပြီးတဲ့အခါမှာမထင်မှတ်ပဲနဲ့ဒီလိုစုလေးကိုရခဲ့တဲ့အတွက်အရန်ကိုပြောပါရရှင်။သမီးလေးနဲ့အစင်တူလေးအရန်ရောဟိုဘယ်လိုကြောင့်တင်းပုံစံလေးအမြဲတမ်းဝေးဖြစ်ပါတယ်။သမီးမွေးကစားတွေကပေါ့နော်။လိုရင်ဝယ်ပိုက်ဆိုလို့ရင်ဝယ်ပိုက်လမ်းလျှောက်တက်ကစားလမ်းလျှောက်တက်ကစားပေါ့ဟိုဘဲရွေးမဆိုကျမတို့ကတော့အမေအမြဲအမတ်တရအနေနဲ့အဲ့လိုမျိုးဝင့်နေကြအာဒါပေမဲ့ဒီနေ့တော့ဒီ my dream ရဲ့11 anniversary နေ့မှာ အမတ်တရလေးဖြစ်သွားတာပေါ့နော်စုပါပေးလိုက်တယ်ဆိုတော့ကျမရမ်းပျော်ပါတယ်ဟုတ်ကဲ့အမ်မီဒီလစုတက်ယူအားပြောပါစင်ရဲ့မှာပါပါဆုံးပြည်ပြည်ကတော့ညီညာချင်းရဲ့ Rock Cafe Fashion Awards ရှင်များဖြစ်ပါတယ်ခင်ဗျာ Welcome Chenda ပြည့်သွားပုံမှန်အားဖြင့်ကဟင်တို့ဒီ wedding dress show တွေလျှောက်တယ်ဆိုတော့ veil သိမ့်မတက်ဖြစ်ဘူးပေါ့နော်ဒီနေ့ကအဲ့လိုမျိုးပြန်တက်တာလဲဟင်မတက်တာအဲ့လိုမျိုးတက်ပြီးမလျှောက်တာတော်တော်ကြာပြီပေါ့နော်အခုမှပြန်တက်တာဆိုတော့အဲ့ feeling ကလေအခုတော်တော်လေး hit ဖြစ်နေတာပေါ့နော်ဝါတကယ်ဟိုဟိုတကယ်မင်္ဂလာဆောင်အင်ဂျီကိုတကယ်ကိုဝစ်ဆင်ရတယ်ဆိုတော့ feeling ကြီးအပြည့်အဝရနေရော ဘလို့ပြောရမှန်းတော့မသိဘောเนาะမင်္ဂလာဆောင်ရင်တော့လဲတမျိုးပေါ့เนาะဆိုရဲအဲ့လို idea လေးတွေပေါ်လာပေါ့เนาะကိုယ် dream wedding ဆိုရင်ဘလို့မျိုးလေးလဲဘလို့မျိုးလုပ်ရင်ကောင်းမလဲပေါ့ We can say it now come see it come say it ပေါ့နော်ဒီသူတို့ရဲ့ဟိုတွေ့အကြုံတက်တန်းနဲ့အတူတူပေါ့နော်များစွာပဲနေစုတို့ပေါ့နော်ပြသနိုင်ခဲ့ပါတယ်ဟိုကိုတန်းနိုင်တဲ့အမအဲဒီဆက်သနှစ်ပြည့်ကနေစပြီးတော့နှစ်ပေါင်းများစွာဒီထက်မှတ်ကအောင်မြင်ကြော်ကြားတဲ့ဒီဝေဒင်းပလန်နာကြီးဖြစ်ပါသေးပေါ့ဟိုရေပလန်နာကြီးဖြစ်ပါသေးပါ My dream is to have a house